ားလုံးပဲမင်္ဂလာပါရှင်။ငါမင်းမြန်မာစာချန်နယ်ကနေထပ်မံကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတွေမြန်မာမှုထွေးထွေးကိုလေ့လာကြရင်တော့ Subscribe လုပ်ပြီး Notification လေးကိုထိခါပေးဖို့မမေ့ပါနဲ့နော်။ မာရီရဲ့အမိမြန်မာနိုင်ငံတော်ဟာဗကန်ခေတ်ကလေးအားတည်တည်ခဲ့တဲ့ထေရဝါဒဗုဒ္ဓသာသနာတော်ရဲ့ရှေးအောင်နှစ်ပေါင်းတစ်ထောင်ကျော်ကြာမြင့်နေခဲ့ပြီဖြစ်တယ်လျောက်ဗုဒ္ဓဆုံးမနေ့ညရှင်သန်နေထိုင်လာကြတဲ့မြန်မာလူပေါင်းမှာမြန်မာရိဟာပြပြောနေတဲ့လောက်ခွင့်လို့တည်ခံနိုင်ကြသူတွေညံရွှင်ထမြက်တဲ့လောက်စကားကြွေးလဲဝဲကြသူတွေဇီနာတရာတရားကောင်းတဲ့လောက်အများကျိုးရွက်တဲ့ဗုဒ္ဓသူတွေစားရစားရမြန်လူနှစ်သက်ဖွဲ့မှုရာတွေကိုဒီကနေ့ထိလက်ဆင့်ကမ်းထိမ့်သိမ့်ပိုင်ဆိုင်နေကြစေဖြစ်ပါတယ်ရိုးရာဆင်လာတွေကိုပဲကြည်ကြည်တလိထုံဆန်တွေကိုပဲကြည်ကြည်မြန်မာရင်ကျင်းမှုဆိုင်ရာမြို့သားရဲ့သူမြေလက္ခဏာတွေဖြစ်ချင်းဟန်နေစေဖြစ်တဲ့ဆိုခဲ့တဲ့မူရာတွေကို ထင်ရှားတွင်နိုင်တဲ့မြမအမွေနဲ့ဆက်စစ်တခုကိုပြပါဆိုရင်တော့မြမရိုးရာစကားဓာတ်တွေကိုညွှန်ပြရပါလိမ့်မယ်။စနစ်တဲ့တယောတိဖြစ်တဲ့အခြေခံပညာရှင်မြမဖတ်စာတရားရန်စတုထာရန်နဲ့ပြစ်စမာရန်တွေမှာစကားဓာတ်ကိုသင်ခန်းစာတခုအနေနဲ့ထည့်သွင်းပြန်ထားတာကြောင့်စကားဓာတ်ဟာကျမတို့ကလေးတွေနဲ့မဆိုင်တော့သလိုလူငယ်လူရွယ်တွေဖို့စကားဓာတ်ဝတ်တမ်းမကစားဖို့ရတဲ့သူမရှိဘူးလို့တော့ပြောနိုင်နေမှာမဟုတ်ပါလားရှင်။ဒါပေမဲ့ပညာရှင်တိတိကဖွင့်ဆိုရှင်းလင်းခဲ့ကြတဲ့စကားဓာတ်ဆိုတဲ့အနေတွေရဲ့မြမရိုးရာစကားဓာတ်မျိုးစာရီရဲ့နဲ့စကားဓာတ်ရဲ့အဖို့တဲ့အမွေနဲ့ဖြစ်ပုံတွေရဲ့ကိုကကနနာတိရှိသွားနိုင်စီဖို့ဒီကနေ့ကမြန်မာစာ channel ကဆရာမကြီးဦး ေးသားခဲ့တဲ့မြမရိုးရစကားများဆိုတဲ့စာအုပ်ကနေကောင်းလုံးတင်ဆက်ပေးသွားမှာမို့ကျမနဲ့တူဆုံးဒီနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်။ စကတာဆိုတဲ့စကရရဲ့အနက်ကိုဖွင့်ဆိုကြရမှာတချို့ကမိမိညှို့လို့တော့ຢာကိုသေးဝိုက်ကဝတ်ထားတော့စကစလို့ဆိုကြသလိုတချို့ကတပတ်သားညံကိုဆန်းလို့တော့ကြောင်းကွဲဝတ်တော့အနေဒီပဲလို့ဖြင့်ဖန်တီထားသည့်အစိုးအမိအဖွဲ့အနှွဲအမေပု္ပ္ပစာပဟေလီလို့ဆိုကြပါရယ်မြမစာဖွဲ့ခါထုတ်ဝေးတဲ့မြမပြီးတံမှာတော့စကတာနန်းအနေဒီပဲမြုပ်ထားတော့ညံဆန်းစကားပဟေလီဒါတကသွားတော့ခွေခွေနေတော့စင်စင်လို့အနက်ဖွင့်ပြီးစကတာဖွဲ့ကိုတော့ဂရိယာဖြေဆိုရစကတာတခုခုကိုဆိုသည်လို့အနက်ဖွင့်ထားပါရယ်ရှင် ဆီယမဂျီဝရဲ့စကားထားမိတ်ဆက်ခံမှတင်ပြထားတဲ့စကားထားဆိုတဲ့စကားရဖြစ်ပေါ်လာပုံယူဆချက်အမျိုးမျိုးကတော့စကားနဲ့အထားပေါင်းဆက်ထားတဲ့စကားထားကနေစကားထားဖြစ်လာပြီးစကားရည်အနယ်လိုအသေးပဲရကြောင် စကားနဲ့ဌာပနပေါင်းဆက်ထားတဲ့စကားဌာပနကနေစကားထာဖြစ်လာပြီးစကားတွင်၌တစုံတစ်ခုသောနှက်ကိုမြုပ်ွယ်၍ပြောဆိုသောစကားမျိုးလိုအဓိပ္ပာယ်ရကြောင်းစကားထာသည်စကား၏အထာဖြစ်ပြီးအကျင့်စကားတစ်ခု၏အနေထားသဘောတရားကိုကြည့်၍အဖြေကိုထုတ်ဖော်ရသည့်စကားမျိုးဖြစ်ကြောင်းညီတာဖော်ပြထားပါသည်။ဒါပြင်ဆ iamma ကသူတတိပြုမိတဲ့အချက်ကိုဖော်ပြရင်းမြန်မာစကားထာတွင်လည်းပတ်သက်လို့အခုလိုကောက်ချက်ချထားပါသည်။ပါဠိတက္ကရာတို့တွင်အနေဒီပဲကိုမြုပ်ွယ်၍ရေးသောဘေဟလီစကားများရှိသောကြောင့်မြန်မာစကားထာတို့သည်မောဒရာဝိတုဓမ္မပဒဝိတုစသည့်ပါဠိစာပေတို့မှအခြေခံ၍လာသည်မှန်တော်လေ ယ်မြမရင်းမြေတဘာဝမြမလူမှုဘဝမြမရင်းချင်းမူလေးဓာတ်ရုံးနဲ့စီလျောစွာရှင်းနှစ်ပေါင်းများစွာကပင်အတဝင်လာခဲ့သောရိုးရာမြမမှုဆစ်ဆစ်ဖြစ်သည်ဟုဆိုနိုင်ပါသည်ပါရဲ့ရှင်။ ဆိုခဲ့တဲ့စက္ကဒါရီရဲ့ဖွဲ့စည်းပုံမှန်မူတည်ပြီးစက္ကဒါမျိုးစာရီကိုမြမဆွေစုံချံအတွဲသုံးမှာကာယံအဖြစ်ဝတ်သောစက္ကဒါဥပမာအဖြစ်ဝတ်သောစက္ကဒါအနေအဖြစ်ဝတ်သောစက္ကဒါစကလိယအဖြစ်ဝတ်သောစက္ကဒါနဲ့တင်ချအဖြစ်ဝတ်သောစက္ကဒါဆိုပြီးခွဲခြားဖော်ပြကြပါမိမယ်။ဆမကြီးဦးရဲ့စာအုပ်မှာတော့စက္ကဒါယူယူစကလိစကဝတ်တင်ချစက္ကဒါပုံစံစက္ကဒါနဲ့ပုံမြင်စက္ကဒါဆိုပြီးမျိုးစာ၆မျိုးခွဲခြားဖော်ပြထားပါတယ်။ ဒီစကထရီအားလုံးဟာမြန်မာလူပေါင်းမြန်မာလူနေမှုစနစ်နဲ့ဆက်သွယ်ပေါင်းဆက်ပြီးနှစ်ပေါင်းများစွာရှင်သန်နေထိုင်လာခဲ့တာဖြစ်ပါတယ်။ဒီလိုမြန်မာစကထရီဖွံ့ဖြိုးရှင်သန်လာအောင်အချိန်ကထောက်ကူပြုနေတာကလေမြန်မာကျန်ကြီးကျန်ကိုင်းတွေကစကထရီဖြစ်နေပြန်တာကြောင့်ကျန်ကန်တွေစကထရီများအကောင်းဆုံးအောက်ကပုံဝိတုတချို့ကိုအရင်ဆုံးထုံထုံတင်ဆက်လိုက်ပါရရှင်။ ရှင်းမာတကြိမ်လိုအများသိကြတဲ့ဇက်ကြီးဆဲပွဲတဲကမောဒရာဇတော်ကြီးမှာပညာရှိမောဒရာသူကမေဟာပူဇာဘက်ကိုကိုရိုင်းရှာပေးဖို့ဥတ္တရာယဝမြစ်စကုံရွာကိုထွက်လာတဲ့အခါလမ်းမှာရာကူအုပ်ကိုရွယ်ရင်ခရင်ဆိုင်လာတဲ့အမရာကိုမြင်တော့ခံဟောင်းကနိုးစောရာနဲ့မြေတာသက်ဝင်ချင်ခင်သွားပြီးပညာနဲ့စူးစမ်းမယ်လို့စိတ်ကြံဖြစ်ပါတယ်။အမရာကလည်းစင်ရတာအတွင်းနဲ့လာနေတဲ့မောဒရာကိုမြင်တော့ရှေ့တိုင်းမှာခံဟောင်းကနိုးစောရာကြောင့်အာထာမြန်လိုလိုစိတ်တွေဖြစ်ပေါ်လာပါတယ်။မောဒရာဟာအမရာကိုပညာရှိမရှိစုံစမ်းလိုတာကြောင့်ပုံစံပြမေးမြန်းတဲ့အနေနဲ့မြေတာအောင်လက်ကိုဆုပ်ပြတဲ့အခါအမ မရာကလက်ဝါးကိုပြန်ပြပါတဲ့အရာဟာလက်စုပ်လက်ကင်ပိုင်ဆိုင်သူရှိသလားဆိုတဲ့အမိနဲ့လက်စုပ်လက်ကင်ပိုင်ဆိုင်သူမရှိသေးပါဆိုတဲ့ဖြေပဲဖြစ်ပါတယ်။ဒါနဲ့မဟုတ်တာဟာအမရာနာကိုကလာရင်နာမည်ဘသူလဲလို့မေးတော့အမရာကသူ့နာမည်ဟာလောကမှာဖြစ်ပြီးဖြစ်စေဖြစ်လက်တန်းဆိုတဲ့ကာလသုံးပါမှမရှိတဲ့နာမည်ပါလို့ဆိုခဲ့ပါတယ်။မဟုတ်တာကပညာစွမ်းနဲ့ဆင်ခြင်တဲ့အခါမသိချင်လို့နဲ့ရတဲ့အမရာနာမည်ကိုခေါ်ထုတ်နိုင်ခဲ့ပါတယ်။မော်ဒရာကအမရာကိုဒီယာကူကိုဘသူစီပို့မလဲလို့မေးတော့အင်ရှင်နာစီပို့ဖို့ပါလို့ဖြေတဲ့ခါမှလည်းပညာစွမ်းနဲ့ဆင်ခြင်ပြီးအဖေစီပို့မယ်ဆိုတာသိခဲ့ရပါတယ် နောက်ပြီးအမရာဖေးရဲ့လုံခြုံတဲ့လှုပ်လှုပ်တဲ့နေရာကိုမေးတော့လေအမရာကအဖေးဟာလူတယောက်ထဲနဲ့နှက်ခွဲတဲ့လှုပ်ကိုလှုပ်တဲ့အကြောင်းတစ်ခါရောက်တဲ့သူတွေတစ်ခါမှပြန်နိုင်တဲ့နေရာမှာလှုပ်လှုပ်တဲ့အကြောင်းကိုဖြေတဲ့အခါမှာလေလက်တော်နဲ့လှုပ်ကိုအတင်းချိုင်းမှလှုပ်တဲ့ဆိုတာကိုပညာစွမ်းနဲ့ဖော်ထုတ်နိုင်ခဲ့ပြီးအမရာရဲ့မိဘအင်ကိုစိုက်စိုက်မြင့်မြိုက်သွားနိုင်ခဲ့ပါတယ်ဆိုခဲ့သလိုကွယ်ဝတ်တဲ့နေကိုဖော်ထုတ်မှသာအဖြေမှန်ကိုရနိုင်တဲ့အမရာရဲ့အဖြေစကားတွေဟာမောဒရာကပညာစွမ်းနဲ့စင်စင်ဖော်ထုတ်နိုင်ခဲ့တဲ့စကားတွေလို့ဆိုနိုင်ရမှာမဟုတ်ပါလားရှင် မဟာပရဝတ္ထုဒုတိယရဲမှာပါတဲ့ဝိတာခာသူတို့သမီးဝတ္ထုမှာဝိတာခာကိုလက်ထပ်ထိမ်များပေးပြီးရောက်မိုင်းကိုပိုကာနေဖခင်ဖြစ်သူတတိကြီးကအဆုံးမဩဝါဒပေးခဲ့တဲ့ဒီလီဝက်စ်ကဆေကွန်ဟာလေညနေရှင်မြန်သုံးသက်ပြီးဆင်ကျင်မှာပဲအဖြေကိုရရှိမယ်စကားတွေလို့ဆိုနိုင်ပါရဲ့ရှင် ြန်မာအစားတကောင်ကားလို့ဆိုကြတဲ့အတိုင်းတကောင်ရာဇဝင်မှာထင်ရှားခဲ့တဲ့ငကနိုင်မင်းမောင်ပေါ့ချိုင်အကြောင်းကိုမြန်မာမှန်ရင်မကြဘူးသူရှိမှမဟုတ်ပါဘူး။အိမ်ပြန်ခီးအတွက်မောင်ပေါ့ချိုင်ကိုဒေတာပေါမောခါဆရာကြီးကမှာလိုက်တဲ့တော့အမြလေးခီးရောက်မိဘမြလေးစကားရမအိမ်မနေအသက်ရှိဆိုတဲ့စကားသုံးခုနဲ့ပရင်ဖြစ်တဲ့ညာငကကြီးကိုတတ်လိုက်မိတာကြောင့်မင်းသမီးက9ရက်ရက်ချင်းပေးပြီးမြန်ခဲ့တယ်။ထောင်ပေးလို့ဆုံး၊ရှားပေးလို့ချုပ်၊ချစ်တဲ့သူရဲ့ရိုးစတိုးစခြင်းလို့ဆိုတဲ့စကားသုံးခုလိုဟာလေမြန်မာမှုနယ်ပယ်မှာထင်ရှားလာပြီးမြန်မာစကားထရီရဲ့ရင်းမြစ်ခြေကလို့ဆိုနိုင်ပါရဲ့ရှင်။ ယဝခေမြန်မာစာပေလောကမှာနေနဲ့စင်ပြိုင်လင်းသလိုထင်ရှားကျော်ကြားလာတဲ့ဆရာတော်ရှင်မာထသာရနဲ့ဆရာတော်ရှင်မာဒီလဝင်သားရဲ့အမိဖြစ်တဲ့ပတ်သက်ပြီးမှတ်တမ်းတင်ထားရမှာဆရာတော်ရှင်မာဒီလဝင်သားစီဆရာတော်ရှင်မာထသာရကတပည့်သားတရားကိုစာရေးပြီးပို့လိုက်တာကတော့တော်သလင်းတွင်လေပွဲဆင်သည့်အလေးလျောက်ကစုခံရလေအောင်လေညာခန်းစားပါသည့်မြိုင်သာတော်ခန်းဝမုံမြွာခင်ချက်တီဖြင့်အလင်းပတ်ကြက ရောက်မတင်ခင်ဆက်ရွေးတွင်အလင်းဆွလိုက်ပါ။တငယ်ပေါ်များအင်္ဂစားလေးရဲ့အစင်တက်သည့်ထွက်တဲ့တလုံးသားဖြစ်ပါရယ်။အရိစာကိုဆရာရရှိမာတိလဝင်သားအစင်စားဆင်ခြင်ကြည့်တဲ့အခါလေပွဲမှာအလင်းရောက်သူကအဆူရရယ်။တောမလေးတိုက်လို့တတိယကျွေးကိုခံယူတာကတောင်းဖြစ်တဲ့မုံမြွာခင်ပတ်ကြားအလေးတဲ့မြင့်ကြီးဟာရေခန့်ချောင်းနေတယ်။အိမ်မှာရောက်ကိုမတင်ခင်ဆက်ရွေးမှာဆွရတာကထုတ်ဖြစ်တဲ့အင်္ဂစားတဲ့အခါထွက်တဲ့တလုံးသားရင်ပါကြတယ်။ ဒီတော့အဖြေအားလုံးပေါင်းလိုက်ရင်စူတောင်းကန်ထုတ်ပါဖြစ်တယ်လို့ဆင်ကျင်ပြီးစူတောင်းစာယူသွားဆိုပြီးပြလိုက်ပါရတယ်။စာစုကြောပညာရှင်တစ်ပါးအတွက်ဆိုခဲ့တဲ့အမေဖေမျိုးဟာတင်းထုတ်တယ်လို့ထင်စရာရှိပေမဲ့လည်းပြောရပြောစင်စကားရတွေဖြစ်ပြီးရွှေနဲ့ညံကိုအထောက်အပံ့ပြုတာကြောင့်ထည့်သွင်းဖော်ပြထားတဲ့အကြောင်းလေးရေးသားတင်ပြထားပါရရှင်။ များသိပြီးဖြစ်တဲ့အပြင်အခြေခံပညာစင်မူလာတဲ့ဖက်စာတွေမှာပြန်လည်ထားတဲ့စကားထားတွေဟာဥပမာအနေနဲ့ဖြစ်ဖြစ်အနက်အနေနဲ့ပဲဖြစ်ဖြစ်ဆိုလိုရင်းကိုဖုံးကွယ်မြုပ်နှံပြီးဝတ်ထားတဲ့စကားထားတွေဖြစ်တာကြောင့်စကားထားယိုယိုလို့ဆိုနိုင်ပါတယ်။နမူနာပြောပြသွားမယ်။ဒီစကားထားတွေတွေကိုနားထောင်ရင်အဖြေမှန်ကိုစဉ်းစားရှောက်ပြကြရအောင်ပါ။ချီရှိချောင်းခေါင်းပင်ညာအမိခါလေးမှာနတ်သမီးအိမ်တိုင်းကိုမဖောင်းနိုင်ဖောက်ပြန်တော်လေတပေါက်ထဲသူ့အပင်ကတယုံကြီးသူ့အသီးကတလုံးတီညီအကူ၅ယောက်တန်ခမောက်ကိုစီ ဖလက်ဖလက်နှစ်ဖလက်တွဲလဲတွဲလဲနှစ်တွဲလဲတောက်လောက်တောက်လောက်လေးတောက်လောက်ရှမ်းငါးတောင်ပလောင်ငါးသိန်းစံတဲအီကိုဘယ်နဲ့ဝေရပါဥတော်သုံးလုံးပေါက်တော်ဆနှကောင်ပြန်တော်360ဖြည့်စမ်းတော်ခွေဆိုခဲ့တဲ့နမူနာစကားတာတွေဟာဖြည့်စင်စားရလွယ်ကူအောင်နိုင်ရှင်ထားတာတွေတင်စားထားတာတွေပါတာကြောင့်နိုင်ရှင်ထားတင်စားထားတဲ့အရာတွေကိုရှာဖွေဖော်ထုတ်ရင်တော့အပြေမှန်ကိုရနိုင်မှာဖြစ်ပါတယ်စကားရိုးရိုးတွေဟာတို့ရာပဲဖြစ်ဖြစ်ရှိတာပဲဖြစ်ဖြစ်ဆိုလိုရင်းကိုတော့ဥပမာနဲ့ဖြစ်ဖြစ်အနေနဲ့ဖြစ်ဖြစ်ကွဲဝဲမြုံနှံထားတာကိုတွေ့နိုင်ပါတယ်ရှင် တရားလေးကျင့်တင်ကြရေးဟာအရေးကြီးတဲ့အကြောင်းဒီမှာကိုကဖော်ပြတတဲ့တဒမတာဆမတာဟာစကရာတမျိုးဖြစ်ပြီးစကလိမ်မှာရှိကပြတဲ့ခြင်းတွေမှာလည်းလောကဒဏ်ကိုလန်ကြော၊နောင်မတီကိုနီမာတောင်း၊လင်မလာကိုလာမလင်းစသဖြင့်အသုံးပြုခဲ့တာတွေတွေ့နိုင်ပါတယ်။နမူနာပြရရင် နမူတဆာ၊နူပေအယူစိတ်ဆိုတာကနမတစု၊နေပူအယိတ်စုပါ။ဝရင်ပုံကျူအိုဒီလာလောင်လို့အာကိုကြောင်းလောင်ကလေးကကူဆိုတာကဝယုံပင်ကျူအူ တောင်လီလာလိုအကူကြလူကလေးကကောက်ဖြစ်ပါတယ်တုံကရောအယုတ်စီဆိုတာကဒေါ်ကယုံအရေးဆုံးပဲဖြစ်ပါတယ်ဆိုခဲ့တဲ့စကလိန်တွေကိုတော့ကာယံရှင်နောက်ပြန်လန်းပြီးလိမ့်ပြီးပြောရတဲ့စကားတွေဖြစ်မှတ်သားနိုင်ပါတယ်ရှင်နောက်ထပ်စကလိန်တမျိုးကတော့အနေဒီပဲကိုနှိုက်ယူဖို့ညှုံနှံထားတာမျိုးမရှိပဲကာယံနေနဲ့အလျားလိုက်လင်ပတ်ပြောထားတာမျိုးသူ့အဖြစ်နဲ့သူရှိပြီးဖြစ်တဲ့စကားမျိုးဖြစ်ပြီးအခြေတင်ပြောကြတဲ့စကားမျိုးတွေမှာတွေးရမြတ်တတ်ပါတယ်နမူနာပြောရရင်ပဝါပါချက်တာထုတ်တော်စွန့်တတ်တယ်အရာဟာတရွာသားကြီးစားလို့တော်လွန်တတ်တယ်ဖြစ်ပါတယ် စာချင်တော်မိလောင်ပေါ့ရဲဆိုတာကမလာချင်ပေါင်းညီမောင်ကြောက်တယ်ဖြစ်ပါတယ်ဆက်လက်တင်ပြမယ်စကလိန်တွေရဲ့အဖြေကိုတော့ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာဖော်ပြသွားမှာမို့လောလောဆယ်ကောင်းရှုပ်ခန့်အဲလီစဉ်းစားညံထက်တအောင်တွေးစာလိုက်ကြပါအောင်နော် ဆိုခဲ့တဲ့စကလိန်တွေကိုကြည့်ရင်အစားဆုံးကာယံညီတာမျိုးရှိတယ်လို့ကာယံမညီတာမျိုးလည်းရှိပြီးတစ်ခါတည်းကလိုက်တဲ့တဲ့ပြောရတာမျိုးလည်းတွေ့နိုင်ပါတယ်ဒီစကထားမျိုးကိုဝတ်တဲ့ဖြည့်တဲ့အခါ net ပဲကိုနိုင်နိုင်ချွတ်ချွတ်ရှာဖွေဖော်ထုတ်နေစရာမလိုပဲဘုဒ္ဓတရားမြင်များဖို့ရဲ့နေနဲ့ဇဝနာညာနဲ့ရွှေနဲ့ဟာတာညာရှိဖို့ရဲ့အခြေတင်ပြန်လည်ချိပါတဲ့ဖို့ရဲ့ပဲလိုတာကြောင့်နှုတ်သက်အောင်လေ့ကျင့်ပေးနိုင်တဲ့လေ့ကျင့်ခန်းမျိုးဖြစ်တယ်လို့လည်းညွှန်ဆိုထားပါတယ်ရှင် စကားထားမျိုးစားတစ်မျိုးဖြစ်တဲ့စကားဝတ်ကတော့စကားတစ်လုံးစီတစ်လုံးစီကိုကွဲကွဲထားတာမို့အရာတွေကိုစုပေါင်းဖော်ထုတ်လိုက်မှပဲလိုအပ်တဲ့ဖြည့်ထွက်လာတာမျိုးပါ။ရှင်မာတို့ကကျန်ကန်တွဲစကားများကောင်းစင်အောင်တင်ပြခဲ့တဲ့ရှင်မာဒီလဝင်းသားနဲ့ရှင်မာထသားရရဲ့မိဖုရားစကားဝတ်ဖြစ်ပါတယ်။တချို့စကားဝတ်တွေကတော့ဝတ်ထားတဲ့စကားလုံးကိုစကားလုံးနည်းနဲ့ပြန်ယူမှလိုအပ်တဲ့နေရာမျိုးတွေရှိပါတယ်ရှင်။နမူနာပြရရင်ငွေမုံကိုဝတ်တဲ့အခါစပယ်ဖူးစာစီရောက်မှလိုဝတ်ပါတယ်။အဖြေဖော်တဲ့အခါစပယ်ဖူးစာဆိုတော့ငုံစီရောက်မှဆိုတော့ငွေဒီတော့ငုံငွေရတာကြောင့်စကားလုံးပြန်ယူမှငွေမုံကိုရတာမျိုးပါ။ ဒါဖြင့်ဆက်လက်ဖော်ပြသွားမယ့်စကားဝေးလေးတွေကိုလည်းညံရွှင်ရွှင်နဲ့ဆင်ခြင်ဖော်ထုတ်ကြည့်အောင်ပါရှင်။ရှိမှတင်ပြခဲ့တဲ့စကလိန်နဲ့စကဝတ်တွေမှာစကတန်ကိုပဲအဓိကယူဖော်ပြထားတာမို့တပ်ပုံတညွန်နဲ့မကန်ညီနိုင်တာတွေပါခဲ့တာကိုနားလည်သိခံပေးဖို့မြေတားရက်ခံပါရရှင်။ တင်ချာစကတာဆိုတာကကနန်းတင်ချာနေအခရာတင်ချာနေတွေနဲ့အတွက်ချက်ယူရတဲ့စကတာမျိုးဖြစ်ပါတယ်။ရှိခဲ့လူငယ်မောင်မယ်တွေဟာအကြောင်းကထွက်လာပေမဲ့စာပေပညာအတွက်ချက်ပညာတို့တဲ့အောင်စကတာတွေနဲ့လေ့ကျက်ခဲ့ကြတာပါ။တင်ချာစကတာတွေကိုဖြည့်ဆို့အတွက်ချက်တဲ့အခါလင်းမျက်နှာမှန်ကန်တာကိုအဓိကထားကြတယ်လို့လည်းမှတ်သားရပါရဲ့ရှင်။ဒါပြင်တင်ချာစကတာနမူနာတစ်ပုဒ်ကိုကျွန်မနဲ့တူလေ့လာကြည့်ကြရအောင်ပါ။နေတာနဲ့ညတာအချင်းချင်းတူများပြီးရက်30ရှိတယ်လားတလားမှာဖာကလေးတစ်ကောင်ဟာ130နဲ့တဲ့ရေတွင်ကြီးတစ်တွင်နဲ့ကိုကြားသွားခဲ့ပါတယ်။ဖာကလေးဟာရေတွင်ပေါ်ကိုရောက်လို့ဇောနဲ့ခုံခုံတက်နေပြီးမြဲတနေ့လုံးခုံမ2000ပဲရောက်ပါတယ်။ညဘက်ရောက်တဲ့အခါ ကြသူတူအေးတဲ့ရှိန်ကြောင့်ဖာကလီဟာအောက်ဘက်ကိုတရောင်ပြန်ပြီးရှော့ကြပါရတယ်။ဒီတော့တရက်ခုံလိုက်နှစ်တောင်ရောက်လိုက်တရောင်ပြန်ရှော့ကြလိုက်နဲ့မှန်မှန်ကြီးခုံတက်သွားရင်ဖာကလီဟာရပ်ပောင်းဘလောက်ခုံမှအတွင်းပေါ်ကိုရောက်ပါမလဲ။ဟုတ်ကဲ့ဖာကလီဟာဆိုခဲ့တဲ့အတိုင်းခုံလိုက်ရှော့လိုက်နဲ့ရေတွင်ကြီးပေါ်တက်လာလိုက်တာ28ရက်တိတိကြာမှ28တောင်ကိုရောက်နေမှာပါ။28ရက်နေ့ခုံတဲ့အခါ29တောင်တိတက်နိုင်ပေမယ့်ညကြတတောင်ပြန်လျှော့ကြတာနဲ့28တောင်တိပဲတက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့29ရက်မြောက်မှာတော့အတွင်းနှခံပေါ်ရောက်ပြီးလွတ်သွားခဲ့ပါပြီရှင်။ တင်ကြားစကားသားစေဝင်စားသူတွေအတွက်အလုံးများများနဲ့ညံကစားရအောင်မြေတားနဲ့မိကုံးလေးနှစ်ပုတ်ထည့်ပေးထားပါရနော်။အဖြေကိုဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာဖော်ပြပေးထားမှာမို့အဖြေမှန်မှန် comment ပေးခဲ့ဖို့လည်းတောင်းဆိုလိုက်ပါစေရှင်။ပုံစားစကားသားကတော့တင်ကြားစကားသားနဲ့ခတ်ဆင်ဆင်တူပေမဲ့စေဝင်စားစရာပုံဝတ်ထုလေးတစ်ခုဖန်တီးပြီးအမေပုံစားပြုလုပ်ပြောဆိုတဲ့စကားသားမျိုးဖြစ်ပါတယ်။ဒီမှာဖော်ပြခဲ့တဲ့ဖာကလေးတွင်ပေါ်ရောက်ကိုရက်ကိုမျိုးဆိုရင်ပုံစားစကားသားလို့လည်းဆိုနိုင်ပါရဲ့ရှင်။ ဒါဖြင့်နမူနာပုံစံစကားတခုကိုကျွန်မလည်းဒူနာထောင်းပြီးအဖြေထုတ်စဉ်းစားကြရအောင်ပါ။တခါတော့ကမုတ်ဆိုးတယောက်ဟာကြာဆိုးတစ်ကောင်ရဲ့စိတ်ဆိုးတစ်ကောင်ရဲ့သူ့တိတ်ကြိုက်တဲ့ကွန်ဒိုရဲ့ကိုယူလာပြီးမြစ်တစ်ပတ်ကန်ကိုကူဖို့လေကြုံဆောင်နေပါတယ်။နေဝင်တဲ့အထိလေတစည်းမရောက်မလာတာကြောင့်ကြာနေစိတ်အဖြစ်မုတ်ဆိုးပါဆားလောင်နေကြပါတယ်။အဒီအချိန်လေတစည်းရောက်လာလို့မုတ်ဆိုးကလေငါဖို့တောင်းမနာနဲ့လေရှင်ကလေကိုငါပေးရင်မုတ်ဆိုးကိုတည်တည်ချာချာမာခဲ့ပါတယ်။အဲ့ဒါကတော့သူလေးဟာတခါလောတိုင်းလေလောတဲ့သူနဲ့တမက်ဖြစ်ဖြစ်တက်ရှိဖြစ်ဖြစ်တကူပဲတဲလို့ရပြီ။ပိုတဲမိရင်တော့လေမြုပ်တတ်ပါတယ်တဲ့။ ဟုတ်ဆိုလဲသူနဲ့အတူပါလာတဲ့တက်ရှိတက်မဲ့ပစ္စည်းသုံးမျိုးတွေကဘေဟာကိုသူနဲ့အတူအရင်ယူရတဲ့ရမလဲစဉ်းစားရပါတော့တယ်တကယ်လို့ဂျာဆူကိုခေါ်သွားရင်စိတ်ကကွန်တုတ်ကိုစားမယ်ကွန်တုတ်ကိုယူသွားရင်ဂျာဆူကစိတ်ကိုစားမယ်ဒီတော့ပထမတစ်ခေါက်မှာစိတ်ကိုရင်းဆုံးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒုတိယအခေါက်မှာဘသူကိုဟိုဘက်ကန်ကိုခေါ်သွားမလဲဆိုတဲ့ပြဿနာကခုနအတိုင်းဖြစ်လာပါပြီဒါပြင်မုံဆိုးကြီးဟာဘသူအစားကိုဘသူမှမခံရဘဲအကုန်လုံးဟိုဘက်ကန်ကိုရအောင်ဘလို့ခေါ်သွားမလဲဆိုတာဒီဗီဒီယိုလေးရဲ့အဆုံးမှာဖော်ပြပေးထားမှမို့အဆုံးဒီနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင် ပုံမြင်စကားထားဆိုတာကပြဿနာဆုံးတရားကိုတင်ပြဆွေးနွေးလိုတာကြောင့်ပုံမြင်တစ်ပုဒ်ကိုပြောပြပြီးအဲ့ဒီပုံမြင်ထဲမှာဘသူကအကြီးဆုံးလဲဘသူကသစ္စာရှိဆုံးလဲစသဖြင့်ညံစံမင်းမြတ်တဲ့စကားထားမျိုးဖြစ်ပါတယ်။တဏှာရီပုံမြင်တွေနဲ့မတူရတာကပုံမြင်စကားထားတွေဟာရည်ရွယ်ချက်တစုံတရားနဲ့လိုအပ်တဲ့သဘောထားကိုမြုံလံပြီးဖြည့်တဲ့သူရဲ့အဘော်ကိုတောင်းဆိုတာမျိုးဖြစ်လို့အဖြေရတဲ့အခါသူဟာယူတယ်၊စမ်းတယ်၊ကောက်ချစ်တယ်စသဖြင့်ကောက်ချစ်ချဆုံးဖြတ်ပေးနိုင်တဲ့စကားထားမျိုးဖြစ်နေလိုပါပဲ။ဒါဖြင့်ကျွန်မနဲ့တူပုံမြင်စကားထားတစ်ပုဒ်ကိုနားဆင်ပြီးပူဇာရှင်ဘသူလဲဆိုတာဆုံးဖြတ်လိုက်ကြရအောင်ပါ။ ရှိရှိတုန်းကကမ္ဘောဇာတိုင်းမှာအသိချကြတဲ့တိဒါလီရောက်ရှိပြီးရွေရောက်လို့အိမ်တော်ရသားကြတဲ့အခါသာဗီသမီးယူလုံကြဖို့ကြိထားကြပါရတယ်။ဒါပေမဲ့အိမ်တော်ရသားစားပြီးသာသမီးထွန်းကားတဲ့အခါတယောက်ကပဲသမီးလေးမွေးပြီးဇနေ၃ယောက်ကသာကြီးမွေးပါရတယ်။သမီးလေးကရုပ်ရည်ချုံမောတာကြောင့်သာ၃ယောက်ကလည်းဒိတ်ကိုသဘောချကြပါရတယ်။တတိသား၃ယောက်တည်းကပထမတယောက်ကတကယ်လို့ဒီမင်းကလေးဟာအသက်၅နှစ်မပြည့်ခင်ကွယ်လွန်ခဲ့ရင်ကောင်းကောင်းမွန်မွန်တချို့မယ်လို့ဆိုပါရတယ်။ဒုတိယတယောက်ကတော့ယူရီကိုလွှဲထားမယ်လို့ဆိုခဲ့ပြီးနောက်ဆုံးတယောက်ကတော့အတင်းကြိုင်ကနေမထွက်ပဲအသက်ထက်ဆုံးဆောင်ရှောက်မယ်လို့ဆိုပါတယ်။ သမီးလေးရဲ့မိဘတွေကတော့ကောင်းပြီလို့ပဲဆိုကြပါဗျ။ဒီလိုနဲ့နေလာလိုက်တာသမီးလေးဟာသက်၅နှစ်ပြီကနေမှပဲကွယ်လွန်သွားခဲ့ပါတဲ့။သမီးလေးရဲ့မိဘတွေကတော့ကတိထားခဲ့တဲ့အတိုင်းပြုကြပါလို့ဆိုတာကြောင့်ပထမတတိယဟာကတိအတိုင်းကောင်းကောင်းမွန်မွန်တကြူပြီးခဲ့ပါတယ်။ဒုတိယတတိယကလည်းကတိအတိုင်းအယူရီကိုကောက်ယူထုတ်ပို့ပြီးလွှဲယူပါတယ်။နောက်ဆုံးတတိယကတော့ကတိအတိုင်းတင်ကြိုင်မိကမထွက်ပဲဆောင်ရှောင်းနေခဲ့ပါတယ်။အဲ့ဒီမှာဟိမဝင်နာတောင်ကကြွာလာတဲ့ယတိတစ်ပါးကတတိယကိုမြင်ပြီးဘာကိုဆောင်ရှောင်းနေတယ်လဲလို့မိသားကြောင့်သူချစ်သူကိုဆောင်ရှောင်းနေတဲ့အကြောင်းပြောပြပါတယ်။ အဲ့ဒီအခါယတိကချက်သူကိုရှင်းစေခြင်းသလားလို့မေးတော့ရှင်းစေခြင်းပါတယ်လို့ပြောတာနဲ့ယတိဟာသူ့ရဲ့တပ်ပညာနဲ့ကွယ်လွန်သွားတဲ့တတိသမီးကိုရှေးကအတိုင်းတပုံစံနဲ့ပြန်ဖြစ်စေခဲ့ပါတယ်။အဲ့ဒီတော့ဂျန်တဲ့တတိသားနှစ်ယောက်ဟာမခံမရနိုင်ဖြစ်ပြီးသူသားပူဇာရှင်ဖြစ်တိုက်တယ်၊ငါသားပူဇာရှင်ဖြစ်တိုက်တယ်ဆိုပြီးသုံးယောက်သားအငင်းခုန်ဖြစ်ကြပါတယ်။ဒါဖြင့်နားထောင်သူတွေအနေနဲ့ရောတတိသားသုံးယောက်ထဲမှာဘသူဟာပူဇာရှင်ဖြစ်တိုက်ပါသလဲ။ဘာကြောင့်လဲဆိုတာကိုတွေးစားရင်ဒီဗီဒီယိုလေးရဲ့နောက်ဆုံးမှာပါတဲ့အဖြေမှန်နဲ့တိုက်ဆိုင်ရင်ရှင်းကုန်ကြည့်လိုက်ကြပါအောင်ရှင်။ ကဲခုဆိုရင်တော့မြန်မာလူနေမှုစနစ်နဲ့ညီမြန်မာလူပေါင်းတွေမှာနှစ်ပေါင်းများစွာရင်းရင်းနှီးနှီးဆက်သွယ်ပေါင်းစည်းတည်ရှိလာခဲ့တဲ့မြမမူရပြမြန်မာရိုးရာစကားတွေကြောင့်လေ့လာသိရှိခဲ့ပြီးဖြစ်ပါရဲ့ရှင်။ ရင်းမြမာရီရဲ့ရိုးရပျော်ရွှင်မှုဒလီတရားဖြစ်တဲ့စကားဓာရီကြောင့်နောက်လူတွေသိရှိနိုင်စေဖို့အပြင်လဲပြင်ပညာလဲရညာလဲရွှင်စိတ်ကူးလဲထမြက်စေဖို့စူပေါင်းစုနေကစားကြရင်တကူကောင်းစိတ်ထားဖြင့်အများကျူတင်မဲ့ဆိုတဲ့စိတ်တွေရရှိစေဖို့နဲ့အမျိုးသားရင်ကျေမှုကိုမြန်နိုးခင်မဲ့တဲ့စိတ်ဓာတ်တွေဖွံ့ဖြိုးတိုးတက်လာစေဖို့ဆိုတဲ့စေနာစုနဲ့ရည်ရွယ်တင်ပြထားတဲ့ဆမချီဦးကိုကာရဝတရားနဲ့ကျေးဇူးတင်စကားပြောရင်မြမရိုးရမြမစကားဓာရီကိုချစ်ခင်မြန်လိုတန်ဖိုးထားကြပြီးလက်စင်ကန်ထိန်သိမ်းနိုင်တဲ့မြမရီဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဒီဗီဒီယိုလေးကိုဒီမှာတင်မဲ့ရှင်းနာခွင့်ပြုပါရှင်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ